မင်္ဂလာပါတတမမီတို့ရေဒီနေ့တတိယတော့မြောက်အမီးဘားကြောင့်တူရတယ်လေဆိုတဲ့ပုံပြင်လေးကိုဖတ်ပြခြင်းပါတယ်တတမမီတို့ရေဟိုးရှေးရှေးတော့ဆိုရင်မြောက်တွေရဲ့အမီးဟာအခုလောက်ပဲကမလဲတိတ်ကိုရှေးတာပဲတဲ့ဘလောက်ထိများရှေးတယ်လဲဆိုရင်တက်တိုင်အမြင့်လောက်ကိုရှေးတယ်အိမ်ခေါမိုးအမြင့်လောက်ရှေးတယ်ဒီထက်တောင်ပူကျင်ပူအုံးမရဲကွယ်ဒါဖြစ်ရင် ခုတော့မြတ်တွေရဲ့အမိကဘာဖြစ်လို့တို့ရလဲသိလားဒီလိုကွဲ့ဒီလိုပြောပြမယ်နော်ဟိုးရှေရှေတော့ကတောင်ပေါ်မှာနေထိုင်ကြဆားကြတဲ့တရိတ်ဆန်တွေရှိကြတယ်တရိတ်ဆန်တွေမှန်သမျှဟာကိုစားဖို့အစာကို ကိုဘာသာကို ရှာဖွေစားတောက်ကြရတယ်ဒါပေမဲ့ဝတ်ဝင်ကြီးကတော့ပင်လယ်ကမ်းဆက်ကိုသွားပြီးငါးတွေကိုပဲဖမ်းယူစားတောက်လေးရှိတယ်တဲ့အဲ့ဒါကိုမြင်တော့မြောက်ကဟဲကြီးစန်းဝတ်ဝင်ကြီး ငါးတွေစားနေလိုက်တာမင်းရေရှက်ရေနဲ့တော်တော်အရသာရှိမဲ့ပုံပဲငါလဲဝဝဝင်ကြီးလိုပဲငါးတွေစားကျင်လိုက်တာလို့တွေးပြီးတည်ရည်ယွနေတာပေါ့ကွယ်မြစ်စိတ်ကို တွားကြည့်ရင်ငါးလေးတွေဟာအမြဲတမ်းရေထဲမှာကုခတ်ပြီးပျော်ရွှင်နေတာကိုတွေ့ဘူးကြတယ်မဟုတ်လားဒါပေမဲ့မြောက်ကိုတွေ့တာနဲ့ငါးတွေဟာချက်ချင်းဆိုသလိုထွက်ပြေးကုန်ကြလို့မြောက်ခမညာဘလို့မှငါ့ကိုဖမ်းလို့မမိနိုင်ဘူးတဲ့ကွယ် ဒီတော့မြောက်ကอืมဟုတ်ပြီဝတ်ဝင်ကြီးကိုမေ့ကြည့်ရင်ငါးရီဘလို့ဖမ်းရတယ်ဆိုတာပြောပြမှာပဲလို့တွေးပြီးဝတ်ဝင်ကြီးနေတဲ့အိမ်ကိုလိုက်သွားတယ်ဝတ်ဝင်ကြီးနဲ့လည်းတွေ့ရောအိုးအဆွေဝတ်ဝင်ကြီးခမညာတင်ဟာငါးရီကိုဖမ်းတဲ့နေရာမှာအလွန်တော်တာကျွန်တော်သိပါတယ်ငါးရီကိုဘလို့ဖမ်းရတယ်ဆိုတာတစိတ်ကျေးဇူးပြုပြီးပြောပြပါလားဗျာလို့မေတ္တာရက်ခံတောင်းပန်လိုက်တော့ ဒါလေးများကွာဘာခက်တာမှတ်လို့လွယ်လွန်းလွန်းလွယ်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 နေတာမြင်နေအောင်မယ်ဒီလိုလုပ်ကြည့်ပါလားမှောင်တဲ့အခါမျက်စိကိုသွားကွာပြီးတော့မင်းရဲ့အမိကို ရေထဲမှာစိန်ထားလိုက်ရုံပဲငါးရီတပုံတစ်ခေါင်းကြီးမင်းစီကို ရောက်လာကြပါလိမ့်မယ်လို့ဝတ်ဝင်ကြီးကပြောလိုက်တယ်တဲ့အော်ဟုတ်ပါပြီဒီလိုဆိုတော့လေအလွယ်သားပါလားဒါဆိုကျွန်တော်ချက်ချင်းပဲလုပ်တော့မယ်နော်အခုလိုတင်ပြပေးတာတိတ်ကိုကျေးဇူးတင်ပါတယ်ဝတ်ဝင်ကြီးရဲ့ဆိုပြီးတော့ မြောက်ဟာဝန်တာအာရနဲ့ပြောတဲ့ဒီလိုနဲ့မြောက်ဟာဝန်တာအာရနဲ့ပြန်သွားပါတော့တယ်ပြီးတော့သူခမညာညမိုးချုပ်အောင်မနှဲပဲတီးခန့်ပြီးဆောင်းရရှာတယ်အမလီမိုးကလည်းမြ мян လေးချုပ်လိုက်ပါတော့လားမှောင်မမှောင်နိုင်တော့ဘူးကွာဒီနေ့တော့ကံကောင်းထောက်မှပြီးငါးရွေအများကြီးရပါစေဟွန်းဟွန်းဟွန်းအဝအပြဲကိုစားပစ်လိုက်အောင်မယ် ဒီလိုနဲ့ပဲနေလုံးဟာအနောက်ဖက်ကန်းကို တဖြည်းဖြည်းဝင်သွားပြီးအမောင်ရိပ်တန်းလာပါတော့တယ်။မြောက်လဲခွန်အားတက်သည့်အပြည့်နဲ့ပေါ့။စိတ်အားထက်သန်စွာမျက်စီကိုထွက်ခွာလာခဲ့ပါတယ်။အေးမြသားရလာတဲ့ညာချမ်းလေးတညာပါပဲ။မြင့်ရဲ့ကန်းခြေကိုရောက်တာနဲ့ရေလိုင်းကလေးတွေတဖြက်ဖြက်ပုတ်ခတ်နေတဲ့ကြောက်ဆောင်ကလေးကိုတွေ့လိုက်ရတယ်။ဟာကောင်းပါကွာဟန်ကိုကြာနေတာပဲ။ဒီအကြီးဆုံးကြောက်ဆောင်ကြီးပေါ်မှာထိုင်တာပဲကောင်းတယ်။ ဒါနဲ့ပဲမြောက်ဟာကြောက်ဆောင်ကိုဖင်ခုထိုင်းပြီးသူ့ရဲ့အမီကိုတော့ရေထဲမှာပဲတွဲလောင်းချထားလိုက်တဲ့။အမလေးအေးလိုက်တာအလလလလာသွေးကြောထဲမှာကျင်းစိတ်နေအောင်အေးနေပြီမဲ့လေငါးတွေကိုစားကျင်စောနဲ့မြောက်ဟာအာတင်းပြီးဆက်ထိုင်နေတာပေါ့ကွယ်။လေတွေကတဖြည်းဖြည်းတိုက်ခတ်လာလေလေပိုပြီးအေးလာချမ်းလာလေပါပဲတဲ့။ဒါပေမဲ့မြောက်ကတော့ဆက်လက်ပြီးအအေးတံကိုချိတ်မိတ်ခန်းစားရင်း တောင့်ခံနေရှာပါတယ်တဲ့အစာမတားဘူးကွအိုးငါတွေငါအနားမှာစူဝေးလာပြီထင်တယ်စားစရာတော့အသင့်ရပြီပိုပြီးကန်ကောင်းလာပြီကွာနော်ကန်ကောင်းလာပြီခုလိုဆောင်းဆိုင်နေတော့မှာပဲသူ့အမီးဟာတဆစ်စစ်နဲ့ပြင်းပြင်းထန်ထန်နာကျင်ကြိုက်ခဲလာပါတော့တယ်ဘာမှမသိပဲတစုံတစ်ခုကြောင့်လေးလံနေတယ်လို့ခံစားရပါတယ်အာနားလိုက်တာနားလိုက်တာငါတွေငါအမီးကိုဝိုင်းပြီးစွဲနေကြပြီနဲ့တူပါတယ် မြောက်ခမဆက်ပြီးတီးမခံနိုင်တော့တာနဲ့သူ့အမီးကို သူပြန်ပြီးဆွဲယူဖို့ကြိုးစားလိုက်ပါတယ်။အအီးထံကိုလည်းဆူဆူဝါဝါသူခံစားနေရရှာပါတယ်။မထင်မှတ်ပဲချက်ချင်းလိုလိုပါပဲ မြေကန်းဆက်ကရေတွေဟာအအီးထံကြောင့်အေးခဲသွားပြီးမြောက်ရဲ့အမီးဟာလည်းရေခဲထဲမှာပဲနစ်နေပါတော့တယ်။မြောက်ခမတခွီခွီတဝောင်းဝောင်းနဲ့အော်ရင်ဟိရင်အမီးကိုဇွတ်ဆွဲတင်လိုက်ပါတယ်။ဒါပေမဲ့ အမီးဟာပါမလာတော့ပဲတင်ပါနေရတတလောက်ကပဲပြက်ထွက်သွားပါတော့တယ်အဲ့ဒီအချိန်ကစားပြီးမြောက်ရဲ့အမီးဟာတိုးသွားတာပဲလို့ပြောစမှတ်ပြကြပါတယ်မြောက်ရဲ့မျက်နှာနီနေတာကလည်းအမီးကိုယူတော့ကအားဆိုင်ရတဲ့အတွက် ခုလိုနီမြန်းနေတာပါလေကွယ်ဒီပုံမြင်လေးကဘာလို့ပြတယ်လဲဆိုရင်တော့လောဘကြီးသူဟာသူများလှည့်စားတာကိုခံရတတ်တယ်အလွယ်တကူယုံကြည်တတ်တယ်စင်စားစင်ကြင်ဉဏ်ကင်းမဲ့ခြင်းဟာလည်း ဆုံးရှုံးခြင်းပဲဆိုတာမှတ်ထားပေါ့ကွယ်ဒီတော့ကလေးတို့လည်းလောဘမကြီးကြနဲ့နော်အစားအသောက်လည်းမမတ်မောကြနဲ့သူများပြောတိုင်းလည်းမယုံနဲ့စဉ်းစားစဉ်ကျင်ဉဏ်ကိုအသုံးချပြီးနေထိုင်ဆောင်ရွက်တင်တာပေါ့ကွယ်ကဲနောက်တစ်ခါမှပြန်တွေ့ကြမယ်နော်တတ်တာ